တရားသဘောအချင်းဆင်ကျင်ပြီမဲ့လေဟာတောက်စရာကြီးပါလားမိမြင်ညပြခုမြင်ခုပြဆိုတဲ့တရားကြီးကိုတကယ်ပို့ပို့သိလာတယ်ငလင်မာလည်းသိလိုက်ရတယ်အခုကိုကြီးကိစ္စမှာလည်းပို့သိလိုက်ရတယ်မထင်ဘူးလေချစ်ကေတို့နောက်နောက်ပြောင်ပြောင်လေ27ရက်နေမှာလည်းနောက်နောက်ပြောင်ပြောင်နဲ့လေချစ်ကေတို့တချင်းတိုက်တဲ့နေမှာလည်းနောက်နောက်ပြောင်ပြောင်လေမထင်ဘူးပေါ့ဒီလိုဖြစ်နေလို့ဒါပေမဲ့သူ့ကိုယ်သူဟန်ဆောင်ထားမှတော့ချစ်ကေရိတ်ရိတ်နေတယ် အကိုညပြစားနော်အကိုတိတ်ကြည့်ရတာအကိုနည်းနည်းအားမရှိဘူးနော်ငယ်ပြောတယ်။အာညီမရဲ့တဲ့ပူရာဦးတဲ့အဲ့လိုသူပြောတယ်ပူတော့လေဖြစ်ပါဘောတဲ့ဟုတ်တယ်တမီးလေးတမီးနဲ့အဲ225မှာ တွေ့တယ်ဆိုတာကချစ်ငယ်လို့ပွဲကိုသူလားအားပေးတာပေါ့နော်ချစ်ငယ်နဲ့ကိုကင်စာနဲ့ပွဲကိုသူလားအားပေးတယ်ငါညီမကြီးပွဲကိုငါလားအားပေးရမှာပေါ့ဆိုပြီးမိသားစုလိုက်သူလားအားပေးတယ် တော့သူကလေအရန်ကိုသူ့ကိုသူလည်းဟန်ဆောင်နေမောနေပဲပဲလေသူ့ကိုသူမမောတဲ့ပုံစံသူလုပ်တယ်။ငါဆက်ချက်ပုတ်ကောင်ဆူမှာပဲဟာအကိုဆူလာကြည်လားဆူမှာဒါမဲ့သူတကယ်မဆူနိုင်တဲ့အခါကျတော့အစ်လေနည်းနည်းတော့ဂျင်းထဲမှာတော့ဖြစ်တော့ဖြစ်နေတာပေါ့နော်။ချစ်ကလေးမြမပြီးလေးကကိုခံစားရတယ်ကိုထိခိုက်ခဲ့ရတယ်ငွေလေးလောက်တာချင်းအတူတူကို့မြမပြီးသူပြီးသားတွေကိုထိရတယ်။အဲ့ဒီစိတ်ဆင်းရဲမှုကလည်းချစ်ကလေးမှာအရှိကြီးလို့ပဲကိုတစ်စက္ကန့်လေးလေတအားသမီးလို့ရဲ့ မျက်လုံးပိတ်ကြည့်အသက်ရှူမှကြည့်သူတို့ဘလို့ခံစားနေရမလဲအဲ့ဒီကိုချင်းစာတရားချစ်ပြုံထောက်လှန့်နေတယ်လို့ပဲကြားကြားနေရတယ်အသူတို့ဘလို့နေမလဲဆိုတော့တွေးမိတာတခုနော်ကို့အကိုလိုချစ်တဲ့ကိုချင်းကြီးကအမျော်လိမ့်မယ်ဒီလူကြီးဖြစ်သွားတော့ချစ်ကေရင်ထဲမှာဟုတ် you ဘလို့ခေါ်မလဲတားတို့တမီးချစ်ကေလည်းတရားနဲ့ဖြေပါတယ်မဖြေလို့မရဘူးဖြေလို့မရဘူးဟုတ်မြန်မာပြည်သူမှာပြည်မှာရှိတဲ့ငလင်တပ်မှာခံစားတော့တဲ့လူတွေက ခံစားပြီးတင်လိုက်ရတာလေနော်ခံစားပြီးတင်လိုက်ရတာအဲ့ဒီတော့လည်းချစ်နေယူကျုံမရတလို့ကို့အကူလိုချစ်တဲ့အကူကြီးတယောက်ဆုံးရှုံးရတဲ့အတွက်ကြောင့်လည်းချစ်နေအရာခံစားနေရပါတယ်ဒါကြောင့်မို့ချစ်နေနောက်ဆုံးနေလေးကိုအကူလာပြီးကထော်တာပါတကယ်ကကို့ကိုစိတ်ပါပဲအောင်းအောင်းမိခဲ့တာတရားတဖို့ချစ်နေစင်ကြင်ပြီးမဲ့လေဟာတောက်စရာကြီးပါလားမိမြင်ညပြခုပြင်ခုပြဆိုတဲ့တရားကြီးကိုချစ်နေပူပူတိလာတယ်ငလီမာလေးတိလိုက်ရတယ် အခုကိုကြီးကိစ္စမှာလည်းပိုးတိလိုက်ရတယ်မထင်ဘူးလေချစ်ကေတို့နောက်နောက်ပြောင်ပြောင်လေ27ရက်နေမှာလည်းနောက်နောက်ပြောင်ပြောင်နဲ့လေချစ်ကေတို့တချင်းတိုက်တဲ့နေမှာလည်းနောက်နောက်ပြောင်ပြောင်လေမထင်ဘူးပေါ့ဒီလိုဖြစ်နေလို့ဒါပေမဲ့သူ့ကိုသူဟန်ဆောင်ထားမှတော့ချစ်ငယ်ရိတ်ရိတ်နေတယ်အခုငင်းပြားစားတော့အခုတိတ်ကြည့်ရတာအခုနည်းနည်းအားမရှိဘူးနော်ငယ်ပြောတယ်အာညီမရဲ့တဲ့ပူရာဦးတဲ့အဲ့လိုသူပြောတယ်ပူတော့လေဖြစ်ပါပေါ့တဲ့သူကိုရင်ကောင်းမောက်လာတာကိုချစ်ငယ်တို့ဟိုတချင်းတိုက်တဲ့နေရ သူကိုယ်တိုင်ကားမောင်းလာတော့ချစ်ကလည်းသူ tough ပဲထင်တာပေါ့ဒါပေမဲ့သူမျက်နှာနည်းနည်း feel ဖြစ်တယ် feel ဖြစ်နေတယ်မျက်နှာလေးနည်းနည်းကဟိုအယောင်ကနှုတ်တော့အကူတည်းတတိထားတော့လို့အကူကြည့်ရတာလို့ဟိုတိတ်ပြီးတော့ဒီသွေးတွေမရှိသလိုပဲဟုတ်တယ်ငါသွေးအားနည်းနေတာတဲ့အဲ့တော့သူပြောတယ်အဲ့ကဲသူကယူဆိုင်လိုက်ရမှာနော်သူသူကသူလည်းကြောက်ကြလေးဆိုတော့ဒီတီတိုင်းလည်းပေါင်ပါပေါ့နော်တပီးလို့လေမနဲ့ဆိုရင်တကယ်ကိုမြညာမအောင်တော့မှာပေါ့နော်ဟုတ်ကဲ့ တကယ်ရင်းဖြစ်တဲ့အရင်ကလူစပီတာတော့တကယ်နဲ့သူနဲ့ဆိုလေဒီပွဲမရှိလဲမက်ဟိုမက်ဆေ့ချာမှာပြောနေကြဆုံနေကြဆိုတော့ကိုခံစားရတယ်နောက်သူ့မှာလည်းသားလေးကလူမမယ်လေးလေဒီကလေးလေးကိုလည်းချိန်ရချစ်တယ်အဲ့ကလေးလေးကချစ်တယ်ကိုမြင်တာနဲ့သူကလာပြီးဝေးတာဖက်တာဟိုပွဲမှာလေ27ရက်နေတော့လာဖက်တာပါချစ်တယ်ကိုသူကသိတာပေါ့ဆိုပြီးတော့အဲ့လိုမျိုးတပည့်လိုလည်းတွေ့ပါတာနော်ဆိုတော့ကိုခံစားရတာပေါ့သားရဲ့အဲ့တော့ကိုလေးကကုနာပြောတော်လို့ပေါ့အားလုံးထဲမှာကိုလေးတနေ့သွားမှာအပဲ သားတို့တမီးတွေလည်းတမီးသွားမှာပဲမသွားခင်မှာစစ်ကောင်းဝေးဖို့ ਨੇ ကိုယ့်ရဲ့ကုတူတရားတွေပါသွားဖို့ပဲလိုတယ်ဒါပေမဲ့ကိုညီယာချစ်တဲ့ယုံကြည်ပါတယ်သူစိတ်ပူတာတွေတော့ရှိပြီမဲ့လေသူစိတ်ကမယုံညံ့ဘူးတကယ်မယုံညံ့ဘူးသူသူတော်ကောင်းတရားရှိတယ်သူသူအခါကျသူတရားထိုင်တဲ့ပရိစိတ်တဲ့အဲ့ဒီကုတူတွေသူအများကြီးပါသွားမှာပါနောက်ပြီးတော့ငလျင်အတွက်လည်းသူမိုးရင်းခါတွေလေသူပြုတ်တယ်လေနော် ဲ့ဒီကုသိုလ်တွေသူသူအများကြီးပါသွားလိမ့်မယ်ဗျာနောက်ဆုံးပေါ့နော်မှဦးညွတ်လည်းဟာကုသိုလ်ကားလေးလည်းပြောပါဟုတ်ကဲ့ကုသိုလ်တော့သူ့ရဲ့ရုပ်လောင်ကြည့်ပြီးတော့တတ်မဲ့ခန္ဓာကြီးကိုကြည့်ပြီးတော့အော်ငါတို့တွေလည်းတနေ့ဒီလိုသွားမှာပဲအဲတေတော့သူ့ကိုတေမဲ့လူတွေကလိုက်ပုံနေတာပါပဲ အဲ့ချင်းငယ်စီကြည်တုံးတရားလုပ်ပြီးတော့ချင်းငယ်လှုပ်ခဲတဲ့ကုသိုလ်ကောင်းမှုအားလုံးကိုအကူကြားပါစေအကူရောက်တဲ့နေရာနေမြင်ပါစေဆိုပြီးတော့ချင်းငယ်အကူရဲ့သူ့အမျှပေးပေးခဲ့ပါတယ်မနေ့ပြန်လှူမဲ့အလှူမှာလဲသူ့ကိုချင်းငယ်တာတူးခေါ်มาပါမနေ့ပြန်ချင်းငယ်ငလင်အတွက်ပေါ့နော်ဟိုနာရီကူညီမှုအသိရန်ကုန်နာရီကူညီမှုအသိမောင်ထိုးကုန်လေးကိုချင်းငယ်ဖုန်းဆက်ထားပါတယ်ချင်းငယ်သွားထုံမလို့အရင်နေ့တွေကတော့ချင်းငယ်မအားလို့မသွားဖြစ်ဘူးအဲ့ဒီ မာလေသူ့သူ့အတွက်ကိုကြီးစုပြီးတော့ချင်းနေမြတ်တာပို့မှာပါ